ဖိလစ်ပိုင်နိုင်ငံအလေးပိုင်းစီဘူးပြည်နယ်ကဲလွန်မှာဘရစ်ရှ်စတာစကေ6.9အစီရှိတဲ့အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့်လူ26ဦးထပ်မံတည်ဆုံးက150နီးပါးဒဏ်ရာရရှိခဲ့ပါတယ်ဆောင်းတွေပြိုကျကအိမ်တွေလမ်းတွေအပေါ်ကိုပြစ်တက်ခဲ့ရပြီးတော့တရှုံနေရာတွေမှာလျှက်စစ်မီတွေပြတ်တောက်ခဲ့တယ်လို့သိရပါဗျ။ လူဦးရေ9000လောက်နေထိုင်တဲ့ဘူဂိုမြို့အနီးအနားကစီဘူးကျွန်းမြောက်ပိုင်းအစောမှာအင်္ဂါနေ့ဒေသစံတော်ရှင်ည9:54မိနစ်မှာငလီရင်လှုပ်ခတ်ခဲ့တယ်လို့အမေရိကန်ဘူမိဗေဒလေလာရေးဌာနကပြောကြားခဲ့ပါတယ်ပထမအကြိမ်အင်အား6.6ရှိတဲ့ငလီရင်လှုပ်ခတ်ပြီးတဲ့နောက်ကျင်းအား9နဲ့အထက်ရှိတဲ့မြင်းငလီရင်၄ကြိမ်အထိလှုပ်ခတ်ခဲ့တယ်လို့သိရပါတယ် ။ဖိလစ်ပိုင်မျိုးသားတဘဝဘေးအန္တရာယ်ရှော့ရှာရေးနဲ့စီမံခန့်ခွဲရေးကောင်စီကဗုဒ္ဓဦးနှင့်အစောပိုင်းအထိတည်ဆုံးသူ26ဦးနဲ့ဒဏ်ရာရရှိသူ148ဦးအစာအုပ်22လုံးပျက်စီးတယ်လို့လည်းသူတို့ရရှိထားတဲ့စီးရင်တွေကိုထုတ်ပြန်ထားပါတယ်။ဒါပေမဲ့အခြေအနေကငါတို့ထင်ထားတာထက်ပိုပြီးဆိုးဝါးနိုင်တယ်လို့စီဘူးအုပ်ချုပ်ရေးမှူးကဆိုရှယ်မီဒီယာပေါ်ကနေထုတ်လွှင့်တဲ့ဗီဒီယိုတစ်ခုမှပြောကြားခဲ့ပါရှင်။